ပူတင်နဲ့ထရန့်ဆွေးနွေးပြီးနိုင်ပိုင်းကြာမှာပဲရုရှားနဲ့ယူကရိန်းလေကြောင်းကနေအပြန်အလှန်တိုက်ခိုက်ကြပြီဖြစ်ပါတယ်။ယူကရိန်းရဲ့စွန့်ရင်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာရပ်မယ်လို့ပူတင်နဲ့ထရန့်ဆွေးနွေးပြီးနိုင်ပိုင်းကြာလေးမှာပဲအပြန်အလှန်တိုက်ခိုက်ကြတာဖြစ်ပါတယ်။ရုရှားကပြစ်မှတ်ထားတိုက်ခိုက်တဲ့ထဲမှာစေယုံတွေလည်းပါဝင်ပါတယ်။ထရန့်နဲ့စနစ်မှုတွေယူကရိန်းစစ်ပွဲအဆုံးသက်ရေးကြေကြေပြင်းပြင်းပြည့်ရမယ်အပီးတိုင်းအပြစ်ခတ်ရစရေးအဆိုပြုချက်ကိုပူတင်ကလုံးဝလက်မခံပါဘူး။ ယူကရိန်းကိုမဟာမိတ်တွေကစည်ရေးကူညီပေးတာတွေရက်မှသာအပြစ်ခက်ရဲ့ဆယ်ရေးပြေဝလုပ်မယ်လို့ဆိုပါတယ်။မဟာမိတ်တွေဆိုတာဟာယူအမေရိကန်ရောဥရောပတိုက်တိုက်လုံးကိုမှပြောနေတာဖြစ်ပါတယ်။ဒီကိစ္စကိုယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကပယ်ချခဲ့ပါတယ်။စွန့်ရင်ချေခံဆောင်တွေကိုတော့တိုက်ခိုက်မှုရပ်မယ်လို့သဘောတူပြီးနိုင်ပိုင်းကြမှာရုရှားဟာဆူမီရှိစေယုံပောင်းရဲ့ရဲဘက်အဆောက်အုံကို drone စင်ပေါင်း40ကျော်နဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါလေ ရုရှားကဝေဝင်ကြီးဌာနကလည်းယူကရိန်းက drone တွေနဲ့လာတိုက်တယ်ဆိုပြီးတလာတိုက်ခတဲ့ drone တွေနဲ့58စင်းကိုကြားဖြတ်ဖြတ်ချခဲ့ကြောင်းဆိုပါတယ်ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် Chris Noda data မှာရေနံကျက်စက်ရုံတရုံပြီးလောင်ခဲ့ပါတယ်ရုရှားနောက်ပိုင်း cast data နေမြေတွေကိုရုရှားကပြန်လည်သိမ်းပိုက်နေပါတယ်အမေရိကန်ကိုယ်စားလှယ်ဖွဲ့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကယူကရိန်းတောင်ဝင်ရှိသူတွေနဲ့စော်ဒီမှာတွေ့ဆုံခဲ့ပြီးယူကရိန်းစစ်ပွဲရက်30အပြစ်ခတ်ရဆဲရေးအဆိုကိုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားကိုသွားပြီးတော့ရုရှားသမ္မတပူတင်ရဲ့ဆွေးနွေးမှုတွေလုပ်ဖို့အတွက်စ조사ခဲ့တာဖြစ်ပါလေ။ဒါပေမဲ့ရုရှားနိုင်ငံရဲ့ဝန်ကြီးနဲ့ပဲဆွေးနွေးခဲ့တယ်ဆိုပါရဲ။အခုကမှထရန့်နဲ့ပူတင်နဲ့ဆွေးနွေးခဲ့ပြီးလုံးဝအပြစ်ခတ်ရစရေကိုရုရှားကလက်မခံဘူးလို့အတိအလင်းပြောလာတာဖြစ်ပါလေ။ ထရန်နဲ့ပူတင်ကြားဆွေးမှုနဲ့ပတ်သက်ပြီးခရမလင်ရဲ့ထုတ်ပြန်ချက်အရရပ်ပေါင်း30ဖြစ်ခဲ့ရစေရေးကြေညာရေးအမေရိကန်သမ္မတဆိုဗီယက်နဲ့ပတ်သက်ပြီးယူကရိန်းမှာတိုက်ရင်အားစူးစီးဖြစ်တင်နေတာလည်းရက်တက်မှုလို့အကြောင်းသမ္မတပူတင်ကဆိုပါလေ။နောက်ပြီးတော့ကတ်စတီသမ္မတနေထိုင်တဲ့ရုရှားရဲ့သားတွေပေါ့ယူကရိန်းတို့ကအကြမ်းဖက်လို့ရက်တွေကျူးလွန်ခဲ့တာကိုလည်းအလေးပေးပြောဆိုခဲ့ပါလေ။ယူကရိန်းကိုစစ်ရေးကူညီနဲ့ထောက်လှမ်းရေးတင်ပေးနေတာကိုလုံးဝရက်ဆိုင်မှု ဒါဟာပြည်ပကဖြည့်ရှင်းတွတ်တမှုတွေအဓိကတော့ချက်လို့ပူတင်ကထောက်ပြပါတယ်။စွန်ရင်ဆိုင်ရာအခြေခံစောင့်ဝင်တွေပေါ်တိုက်ခိုက်မှုကိုရပ်ဖို့ရပ်ပေါင်း30ရပ်ဆဲဖို့တမနာထရန့်ဆိုပြီးချက်ကိုတော့လက်ခံပြီးသက်ဆိုင်ရာရုရှားတပ်ဖွဲ့တွေကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ပင်လယ်နဲ့ရေကြောင်းသွားလာမှုဘေကင်းရဲ့ပတ်သက်ပြီးခရိုင်အကြံပြုချက်ပေါ်ဆွေးနွေးပွဲတွေစတင်ဖို့သဘောတူညီပါတယ်။ဒဏ်ရာပြင်းနဲ့ရထားတဲ့ယူကရိန်းစစ်သည်23ဦးကိုချစ်ချစ်ပြသတဲ့အနေနဲ့ယူကရိန်းကိုပြန်လည်ပို့ဆောင်ပေးမယ်လို့သမ္မတပူတင်ကပြောပါတယ်။ အမေရိကန်နဲ့ရုရှားရေကဲပြင်ဟော်ကီပြိုင်ပွဲတွေအပြန်အလှန်ကျင်းပဖို့သမ္မတပူတင်တင်ပြချက်ကိုလည်းထရန့်ကသဘောတူလက်ခံခဲ့တယ်လို့ဆိုပါတယ်။အင်ဖြူရဲထုတ်ပြန်ချက်မှာတော့ထရန့်နဲ့ပူတင်တို့ပြောဆိုခဲ့သလိုပြိပကကိုရေရှည်တည်နှက်ခံရတဲ့ငင်းကြေးရင်နဲ့အဆုံးသတ်ဖို့လိုကြောင်းခေါင်းဆောင်နှုတ်ဦးလုံးကသဘောတူပါတယ်။ငင်းကြဲရတဲ့ပထမဆုံးခြေလမ်းဖြစ်စွန့်ရင်တဲ့ခြေကန်ဆောင်းပေါ်ပြစ်ခက်ရဲစေဖို့သဘောတူပြီးပေလနဲ့ အပြစ်ခက်ရစေးရင်အပြစ်ဝအပြစ်ခက်ရစေးရင်နဲ့ထာဝရငင်ကြင်းအတွက်ဆွေးနွေးညှိနှိုင်းမှုတွေစတင်မှုသဘောတူတယ်ဆိုပါလေအနာဂတ်ပြည်ပကောက်တာစီရဲ့အတွက်ပူပေါင်းဆောင်ရွက်ဖို့အလားအလာရှိတဲ့အရှိလေပန်ဒေတာအကြောင်းလေးကြည်ကြဲပြပြပြောပါလေမဟာဗျူဟာမြောက်လက်နက်တွေပြန်ပွားမှုရပ်တန့်မှုလိုအပ်ကြောင်းနဲ့လက်နက်တွေပြန်ပွားမှုမရှိအောင်သေချာစေဖို့တခြားသူတွေနဲ့ထိထိဆက်ဆံသွားမယ်ဆိုပါလေအီရန်ဟာအစ္စရေးကိုဖျက်ဆီးနိုင်မယ့်အနေအထားဘယ်တော့မှမရှိသင့်ဘူးဆိုတာကိုခေါင်းဆောင်နှုတ်ကြားသဘောထားမြင်ဖလှယ်ခဲ့ပါတယ် ငင်ကြေးရရှိခြင်းကြီးမားတဲ့စီးပွားရေးသဘောတူညီချက်နဲ့ပထဝီနိုင်ငံရေးတည်ငြိမ်ရေးအပါအဝင်အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးပုံမကောင်းမှုတိုးတက်လာဖို့ရှိတယ်ဆိုတော့ကိုလည်းသဘောတူခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပူတင်နဲ့ထရန့်ဆွေးနွေးပြီးပါကသမ္မတထရန့်နဲ့ပြန်ပြီးတော့စကားပြောဆိုလို့ကြောင်းယူကရိန်းသမ္မတဇီလင်စကီးကဆိုပါတယ်။ မရိယန်သမားထရန်နဲ့ရုရှားသမ္မတပူတင်တို့ကြားလက်တလောဆွနေတဲ့အကြောင်းအရာသေးသေးကိုမရိယန်ကောင်းဆောင်တွေထံမှသိရှိလို့ကြောင်းဇီလန်စကီးကသတင်းတောက်တွေကိုပြောပါရယ်ကျွန်တော်သမ္မတထရန်နဲ့စကားပြောခွင့်ရဖို့မျှော်လင့်ထားပါရယ်ဒါမှသာကျွန်တော်အနေနဲ့အသေးစိတ်ကိုနားလည်နိုင်မှာပါလို့ဇီလန်စကီးကပြောကြားကြောင်းယူကရိန်းသတင်းဝဆိုက်ကရေးသားပါရယ်မရိကန်ဘက်ကနေအသေးစိတ်ချက်လက်တွေကိုသိရပြီးတာနဲ့ကျွန်တော်တို့ဟာအဆိုပြုထားတဲ့စွမ်းရင်ခြေကန်အဆောက်အအုံတွေကိုပြစ်ခတ်မှုမပြုရေးလက်ခံပြင်ဆင်ပြီး ကျင်းညာချက်ထုတ်ပြန်မှာဖြစ်ပါတယ်။နေပညာဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေအတွက်အဖွဲ့တစ်ဖွဲ့ပြင်ဆင်ထားမှာဖြစ်တယ်လို့ဇီလန်စကီးကဆိုပါတယ်။ပူတင်နဲ့ထရန့်တို့ဟာအရင်ကလည်းစကားပြောဆိုခဲ့ပြီးယူကရိန်းမှာရက်30ပြည့်ခတ်ရက်စဲရေးအရှိန်မြင့်တမှုကိုကာကွယ်ဖို့အခြေအနေနဲ့အမျိုးဆိုင်ရာကိစ္စရပ်များစွာဆွေးနွေးပါတယ်။ရုရှားသမ္မတကအမေရိကန်ငေါဆောင်ရဲ့အဆိုပြုချက်ကိုထောက်ခံခဲ့ပြီးရုရှားနဲ့ယူကရိန်းတို့ဟာစွန့်ရင်အခြေခံအဆောက်အအုံတွေကိုပြစ်ခတ်မှုမလုပ်ဖို့သဘောတူခဲ့ပါတယ်။ အင်မီရာထုတ်ပြန်ကြမှာတော့ပင်လယ်နက်မှာရှိတဲ့ရေကြောင်းဆိုင်ရာဆေးရဆေးရည်နဲ့ထာဝရငင်ကြေးအကောင့်တွေပေါ်ဖို့နိပညာပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေစတင်ဖို့အတွက်နှစ်ဖက်သဘောတူကြကြောင်းဖော်ပြပါတယ်။ Kremlin ကပြည်ပကရဲ့အရှိန်မြှင့်မှုကောက်ကွယ်ရတယ်။ခေါင်းဆောင်မှုကိုနိုင်ငံရေးနဲ့တရမရေးဆိုင်ရာအဖြေရှာရေးစီလှုပ်ဆောင်ဖို့အဓိကအခြေလမ်းကတော့နိုင်ငံခြားအစီအရေးကူညီနဲ့ Keep our Tolerance Challenge PM ကိုပြေဝရပ်တန့်မှုလုပ်တယ်လို့ပူတင်ကပြောခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ရှီမင်ကိုအမေရိကန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမြောက်ကိုရီးယားကတော့ရှုတ်ချလိုက်ပါတယ်။မြောက်ကိုရီးယားဟာယီမင်ပေါ်မှာကြာသေးရင်ကအမေရိကန်တိုက်ခိုက်မှုကိုနိုင်ငံတကာဥပဒေနဲ့နိုင်ငံတကာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တဲ့လုပ်ရဖြစ်ရှုတ်ချခဲ့ပြီးဒီလိုလုပ်ရဟာဘယ်နည်းနဲ့မှတရားမျှတမှုမဟုတ်ဘူးလို့ပြောလိုက်ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြပါတယ်။အီဂျစ်နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်မတ်ကြီးမာရိုဟွီကဝါရှင်တန်ဟာလိင်နေသမောပအဝင်လေကြောင်းနဲ့ရေတပ်ဖွဲ့တပ်ဖွဲ့ဝင်တွေကိုစုစည်းထားပြီး အရက်သားတွေနဲ့ပိုက်ဆိုင်မှုတွေကိုခွဲခြားခြင်းမရှိဘဲတင်းကျုံပြင်းပထားတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုကြောင်း KCN နေကဆိုပါတယ်။တမ်မတ်မာရုံဟီးကအမေရိကန်ရဲ့စီရေးရတိုက်ခိုက်မှုဟာကုလသမဂ္ဂဘရိန်ညင်စာတန်းနဲ့နိုင်ငံတကာဥပဒေကိုအပြင်းထန်ချိုးဖောက်တာဖြစ်ပြီးဘလို့နီးနဲ့မှတရားမျှတမှုမရှိနိုင်တဲ့ခြားနိုင်ငံတနိုင်ငံရဲ့ပိုင်နဲ့အချုပ်ချာအာဏာကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ယူရိုင်းမဟာမိတ်ဟူဒီဖွဲ့ကပလက်နီကတင်မောင်းတွေကိုတိုက်ခိုက်မှုပေါ်လက်တုံးပြတဲ့အနေနဲ့ မရိကန်သမ္မတထရန့်ဟာပြီးခဲ့တဲ့တင်ပတ်တွင်ကြီးမားတဲ့တိုက်ခိုက်မှုကိုစတင်ခဲ့တာဖြစ်ပြီးခူဒီလောက်မှာရှိတဲ့ဂျမိုက်ဝန်ကြီးဌာနကအဲ့ဒီတိုက်ခိုက်မှုကြောင့်မျိုးသမီးနဲ့ကလေးငယ်တွေပါဝင်အနည်းဆုံးလူ53ဦးသေဆုံးခဲ့တယ်လို့ပြောပါရယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်မရိကန်ဟာလောလောဆယ်မှာတော့ယီမင်ကိုတိုက်ခိုက်မှု၁၀ကြိမ်ထက်မနည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါရယ် ်အမေရိကန်ဟာယီမီမာရှိတဲ့ခူဒီလက်နက်ကင်တပ်တွေကိုစစ်စင်ရတဲ့စက်လုံးတွေကြောင်းပြောထားတဲ့ဗီဒီယိုကိုမလာဆက်ရှင်တွေကထုတ်ပြန်ခဲ့ပြီးဗီဒီယိုထဲမှာတီတီယာတီတကြမသိရတဲ့နေရာမှာရှိတဲ့လရင်တွေသင်းမောကပြန်တန်းလာတဲ့တိုက်လေအနေနဲ့လေတဲ့တုံးကြီးတွေပြစ်လွတ်လိုက်တာပြတ်သားထားပါလေ။ American စစ်တပ်ဟာတင်းလာနေညာကဟူသီထိန်းချုပ်ထားတဲ့ယီမင်ရဲ့ပင်လယ်နီစစ်ကမ်းမြို့ကိုလေကြောင်းတိုက်ခိုက်မှုတစ်တည်းဇက်တိုက်ပြုလုပ်ခဲ့ပြီး ခိုရီတာမျိုးမြောက်ဘက်ဆာလိတ်ခဲမှာရှိတဲ့ပုတ်ကလီကပိုင်းတန်နဲ့တန်မီအရက်ဘက်ဆုံကိုဒုံးကြီးစနစ်စင်းနဲ့ပြစ်မှတ်ထားတိုက်ခိုက်လို့စက်ပစ္စည်းတွေပျက်စီးပြီးစိတ်ယုံရဲ့ထုတ်လုပ်မှုရပ်ဆိုင်ခဲ့ရပါတယ်ဟိုရီတာစမှုဌာနကြီးကဒီစိတ်ယုံကိုတက်ခတ်မှုကြောင့်အလို့သမား300လောက်လုံးလုံးပဲဖြစ်ခဲ့ရတယ်။ပစ္စည်းဆုံးရှုံးမှုကအမေရိကန်ဒေါ်လာ73သန်းကနေ14သန်းကြားရှိတယ်လို့ပြောပါလိမ့်။အမေရိကန်စစ်တပ်ကသူတို့ဟာစစ်ပဆိုင်အခြေခံစောင့်နေကိုပြစ်မှတ်ထားတာလို့ပြောပေမဲ့ ဒီသမီးဆိုင်ုံဟာလုံးဝလွတ်လပ်တဲ့အရသာဆိုင်ုံလို့ဟူတီကပြောပါတယ်ပြီးခဲ့တဲ့နှစ်ရက်တွင်ယေမန်နိုင်ငံမြို့တော်ဆာနာအနှံ့ဟူတီထိန်းချုပ်မှုအောက်မှာရှိတယ်တခြားမြောက်ပိုင်းနဲ့နောက်ပိုင်းပြည်နယ်နေရာအများပြားမှာဟူတီထိန်းချုပ်ထားတဲ့စစ်ဘက်ဆိုင်ရာနေရာတွေနဲ့လူနေအိမ်တွေကိုအမေရိကန်ကျတဲ့လေရင်တွေက ပြစ်မှတ်ထားပုံကျပါတယ်ဟူတီတို့ကိုအမေရိကန်ရဲ့တိုက်ခိုက်မှုဟာပြီးခဲ့တဲ့မတ်လ15ရက်နေ့မှာစတင်ခဲ့ပြီးသမ္မတထရန်ယာလူတက်လာပြီးနောက်ပိုင်းရှေးလေပိုင်းမှာအကြီးမားဆုံးစစ်ဆင်ရေးဖြစ်ပါတယ် ဣဇရေလဂါဇာကမ်းမြောင်ကုန်စည်နဲ့ထောက်ပံ့ရေးပစ္စည်းတွေဝင်ရောက်မှုကိုမိုင်လာ၂ရက်နေ့ကရပ်ဆိုင်းပြီးနောက်ပင်လယ်နီမှာတိုက်ပွဲအသစ်တွေပြန်ဖြစ်လာခဲ့ပြီးအပြစ်ခက်ရစဲသဘောတူညီချက်ပထမအဆင့်ပြီးဆုံးချိန်နဲ့တိုက်ဆိုင်နေပါတယ်။ဟူဒီဖွဲ့အားဂါဇာကမ်းမြောင်နယ်စပ်ကိတ်တွေကိုပြန်ဖွင့်လှစ်ပြီးအကူအညီတွေကိုဝင်ရောက်ခွင့်မပြုမချင်းပင်လယ်နီအာရေဗျပင်လယ်အေရင်ပင်လယ်ကွင်းနဲ့ဘာအမန်ဒတ်ရေလဲကြားတို့မှာဣဇရေလတမောတွေကိုတိုက်ခတ်မှုပြန်လည်စတင်မယ်လို့အင်ကာနိတ်ကကြေညာခဲ့ပါတယ်။ ဲ့ဒီလိုမျိုးခူတီနဲ့အမေရိကန်ကြားထဲမှာစစ်ပွဲတွေပြန်လဲပြင်းထန်လာပြီเนาะလောလောဆယ်မှာအမေရိကန်နိုင်ငံတော်ဝန်ရင်းနယ်စည်းနှုံးတွေကဇက်တိုက်မြင့်တက်နေတယ်လို့သိရပါတယ်။ပင်လယ်နီရေလမ်းကြောင်းအတိုက်ခတ်မှုရဆိုင်ချိန်ထိတိုင်ရီမင်ခြေဆိုင်ခူတီအုပ်စုကိုဇက်တိုက်မယ်လို့အမေရိကန်ပြည်ထောင်စုကကြေညာပြီးနောက်ကမ္ဘာရင်းနယ်စည်းကွက်မှာလည်းရင်းနယ်စည်းနှုံးတွေဇက်တိုက်မြင့်တက်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ရင်းနယ်စင်းလုံးဟာ3.6ခန်းလုံးမြင့်တက်ခဲ့ပြီးဒဇီကို American Dollar 80.99ဒေါ်လာထိရောက်ခဲ့ပါတယ်။ မရိကန်ရေတပ်မှစစ်လေယာဉ်တွေကမလောက်စငိုင်းတွေမှာသမရထရိုင်ညွှန်ကြားချက်နဲ့ဟူဒီအုပ်စုပြည်မတ်တွေကိုတိုက်ခိုက်ရာဟူဒီဘက်ကလူ90ကျော်သေဆုံးခဲ့ပါတယ်။ပင်လယ်နီရေလမ်းကြောင်းတွေတိုက်ခိုက်မှုရတန့်သွားချိန်ထိဟူဒီကိုဆက်တိုက်မယ်လို့အမေရိကန်ဆိုရကကြုံးဝါထားတာဖြစ်ပါတယ်။ဟူဒီတွေက2023နိုဝင်ဘာကစပြီးပင်လယ်နီရေလမ်းကြောင်းတွေတွာလာတဲ့သင်္ဘောတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ တီးလင်ကနိုင်ငံမှာတီးနဲ့နေဆုံးရှုံးမှုကိုဖြေရှင်းဖို့ဆိုပြီးတောရင်တလိษံတကောင်စင်းကောက်ယူနေတယ်ဆိုပါလေကဘာပေါ်မှာစတုံးတော်မြောင်းအုံးသီးအများဆုံးတည်မှုတဲ့နိုင်ငံဖြစ်တဲ့တီးလင်ကနိုင်ငံဟာနှစ်စဉ်သီဟိုစင်းနဲ့တခြားအစ်စ်အစံ3မီလီယံလောက်ထွက်လွတ်နေတယ်လို့ပုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်ဖွဲ့ EDB ကဖော်ပြပါတယ်ဒါပေမဲ့မြောင်းဦးတောင်းနဲ့အရှင်ဘလူးတို့ရဲ့တီးနဲ့နေဖြည့်ဆင်းမှုကြောင့်ဟင်းသီးဟိရွဲ့နဲ့တည်တည်ကုလန်နေတဲ့တူအုံးသီးထွက်နှုန်းမှာထိခိုက်ခဲ့ပါတယ် တိုင်းစံတွေရဲ့ဖြက်စီးမှုကြောင့်စိုက်ပျိုးမြေအများစုကိုလှစ်လို့ရှူခဲ့ပါတယ်လူတွေဟာလေယာလုံငောက်ကိုဆွန့်လာတယ်တိုင်းစံတွေဟာဆိုးဆိုးဝါးဝါးဖြက်စီးနေလို့ငွေသုံးပြီးကောက်ပဲတင်းတဲ့တွေကိုဂရုမစိုက်တော့တာကအဆိုးဝါးဆုံးကိစ္စပါလို့စိုက်ပျိုးမှုမြေဒုမှုကြီးကပြောပါတယ်ဒီတိုင်းစံသကောင်စင်းကောက်ပြီးရင်မြောက်တွေဒေါင်းနဲ့ရှင်ကြီးတွေဘလောက်ရှိတယ်ဆိုတာတွေးကြည့်မယ်ဖြင်းရှင်းချက်ကိုရှာဖို့အတွက်အဲ့ဒီစင်းစရာတွေလိုအပ်တယ်ဆိုပါတယ် ဖေဖော်ဝါရီလကလည်းမြောက်ဒဂုံကျောင်းနိုင်ငံတော်က၃ရက်ကြာလေးအဆင့်မီပြတ်တောက်ခဲ့တဲ့နောက်စနေနေ့မှာဒဂုံဆင်းနေကောက်ယူခဲ့တာပါ။စိုက်ပျိုးရေးဟာတီးလင်္ကာနိုင်ငံစီးပွားရေးရဲ့၈၀၀ခန့်နှုန်းကိုပံ့ပိုးနေပြီးလူ၈သန်းကျော်ကိုလောကန်ဖန်တီးပေးထားတယ်လို့အစိုးရသတင်းချက်လက်တွေကဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဒီလောက်ကံကောင်းတဲ့လူဆိုတာလောကမှာတော့ရှိမှမထင်ပါဘူးဒါကတော့ဘဝမှာထီခေါ90ပောက်ဖူးခဲ့တဲ့သူဖြစ်ပါတယ်ထီထွက်မဲ့နေ့ဆိုတာအားကြစရာတစ်ခုပါ အခုဒီပုံမှာပါတဲ့မြို့သမီးကြီးဟာထိုင်းထီအခါ80တောင်ပေါ့ဖို့ပါတယ်အဲ့ဒီမြို့သမီးကြီးဟာထီပေါက်တာစုစုပေါင်းဘတ်တန်ဝင်းကျင်ရပြီးတော့နည်းနည်းချင်းပေါက်အကျိန်မြများပေါက်တဲ့သဘောပေါ့အသက်55နှစ်ရွယ်မြို့သမီးကြီးဟာပြီးခဲ့တဲ့မလတရနေ့ကဘတ်နှစ်သိန်းနီးပါးထီပေါက်ခဲ့ပြီးဒီတစ်ခေါက်ထီပေါက်ပြီးမှတော့ကောင်းမှုကုသိုလ်အနေနဲ့အရေးပေါ်ကားတစ်စီးဝယ်ယူလှူဒန်းခဲ့ပါတယ်သူထီပေါက်ရတဲ့လောဝက်ချက်ကတဲ့အင်းရှိကနှကုံကိုပုံမှန်မီးထွန်းညှိပူဇော်တယ်လို့ပုံမှန်ဖျားသွွားဝိပြုလို့ပါတဲ့ သူဝိပြယူဖတ်တဲ့နေ့တွေဆိုရင်အိမ်မထဲမှာနံပါတ်တွေလာပေးပြီးအဲ့ဒီအတိုင်းကိုထီထိုးတဲ့အခါပေါက်တာပါတဲ့အခုဆိုရင်ဇက်တိုက်ပေါက်တာ73ကြိမ်ထိရှိပြီဖြစ်ပြီးထပ်ပြီးကန်ကောင်းအောင်အရေးပေါ်လူနာတဲ့ကားကိုလှူဒန်းခဲ့ပါတယ်ကားလှူဒန်းပြီးနန္တာပေါင်းစက်ကပ်ပူဇော်တဲ့ကားနန္တာပေါင်းမှာနံပါတ်936နဲ့ကားနံပါတ်က6541ပေါ်လာတဲ့အတွက်ဒီတကောက်ထီထိုးရင်အဲ့ဒီနံပါတ်တွေကန်ကောင်းတယ်လို့ဒါအိုယုံကြည်ပြီးထီထိုးမဲ့သူတွေရှိပါတယ်။သူရင်ရှင်ကနှကုန်းကလည်းကန်ကောင်းစေတဲ့နေရာဖြစ်အဲ့ဒီနာကလူတွေကတော့ယုံကြည်နေပါလေ ဒီတစ်ခါပေါ့ရင်တော့အတော်ကကောင်းတယ်လို့ဆိုရမယ်ခင်ဗျာအခုခါ90ကတော့လုံးဝကိုကန်ထူးသူလို့ပြောလို့ရပါပဲဒါကတော့ထိုင်းနိုင်ငံမှာဒီခါ90ပေါက်ခဲ့တဲ့အမျိုးသမီးကြီးအကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါလိမ့်နောက်ထပ်သတင်းပုတ်လည်းပြောပြချင်ပါလိမ့်စာဗီယာနိုင်ငံမှာအစိုးရကိုလူပေါင်း6000ကျော်ဆန္ဒပြနေတယ်လို့သိရပါတယ် လူပေါင်း6000ကျော်ကစုဝေးပြီးဘဲဂရိတ်မြို့မှာဆန္ဒလေးပြနေကြပါတယ်။ဒါပေမဲ့ဆန္ဒပြသူတွေဟာအကြမ်းဖက်မှုဒါမှမဟုတ်ရဲတွေနဲ့ထိတ်တဲရင်ဆိုင်မှုတွေလုပ်မှာမဟုတ်ဘူးလို့ပြောပါတယ်။ဆာဘီယာသမ္မတကလည်းပြည်ထောင်ရှာသူတွေကိုထိန်းသိမ်းမှုနဲ့ဆန္ဒပြသူတွေကိုစောင့်ကြည့်ဖို့ရဲတပ်ဖွဲ့ကိုညွှန်ကြားထားပါတယ်။ကျွန်တော်တို့သတိနဲ့နေဖို့လိုအပ်ပါတယ်။ပြောချင်တာဒီလောက်ပါပဲလို့ဆန္ဒပြသူတို့ကပြောပါတယ်။ဆန္ဒပြသူတွေဟာငြင်းကြဲစွာနဲ့အင်အားပြတော့မှဖြစ်ပြီးအစိုးရထောက်ခံသူတွေရဲ့ရန်ဆောင်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒီလိုဆန္ဒပြမှုတွေဟာစေစုနယ်တွင်စာပြားနိုင်ငံမှာအကြီးမားဆုံးဆန္ဒပြမှုဖြစ်ပါတယ်။ဒီကိစ္စဖြစ်ရတာဟာနိုဝင်ဘာတရနေ့ကယထာဘုဒ္ဓရုံမျက်နှာချက်ပြိုကျမှုဖြစ်ပြီးလူ15ဦးသေဆုံးခဲ့ရတာနဲ့ကျောင်းသားတွေကစတင်ကဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ဒီနိုဝင်ဘာကနေမတ်လအထိကိုဆန္ဒပြပွဲတွေရှိနေပါတယ်။စာပြားသမ္မတဘူးစစ်လောက်မှာလက်ဆောင်မှုတွေရှိတဲ့ဆိုတော့ဝေဖန်မှုတွေနဲ့ဆွေးရောက်ဖွဲ့ကိုပြစ်တင်ဝေဖန်တာတွေတွေ့ရပါတယ်။ ။ဆာဗီယာမျိုးတော့ဘဲဂရိတ်မှာဆန္ဒပြသူ6000နဲ့8000ကျားရှိတယ်လို့ခံမှန်ပြီးဒီထက်ပိုများဖို့လည်းဒီဆန္ဒပြပွဲစီစဉ်တွေကမျှော်လင့်နေပါတယ်။ဆန္ဒပြသူတွေထဲမှာចောင်းသားတွေ၊ဆရာတွေ၊လယ်သမားတွေ၊လူသားတွေပါဝင်ပြီးလူမှုအင်အားနဲ့စနစ်နှစ်ကြာဝန်ကြီးချုပ်သမရရာလူတွေရရှိခဲ့သူဘူးစစ်အတွက်စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။လရှိဆာဗီယာဝန်ကြီးချုပ်ဟာအာနာရှင်ဆိုပြီးတော့ဆာဗီယာပြည်သူတွေကပြောနေကြတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာတောင်အာဖရိကသံမကြီးကိုနှိမ်ထုတ်မဲ့ကြောင်းအမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးဟာကိုရီဗီယိုကအတည်ပြုပါတယ်သူရေးထားတဲ့လူမှုကွန်ရက်က post မှာတော့ Marco Rubio ဟာ Washington DC မှာတာဝန်ထမ်းဆောင်နေတဲ့တောင်အာဖရိကသံအမတ်ကြီး Ibrahim Razou ကို ခန်းနာတင်နေတဲ့ American ကဆက်ပြီးကြိုးဆိုလက်ခံမှာမဟုတ်တော့ဘူးလို့ပြောပါတယ်။ Razou ဟာ American ပြည်တော်စုနဲ့သမ္မတ Trump ကို မုန်းတိသူတယောက်လို့လည်း Marco Rubio ကဆွဆွဲခဲ့ပြီး နိုင်ငံရေးမျက်ထောက်ဖို့လူမျိုးရေးမိမွေးတက်တဲ့နိုင်ငံရေးသမားတယောက်လို့သုံးလုံးဝေဖန်သွားတာဖြစ်ပါလေ။ American Soya ဟာတောင်အာဖရိကသံမန်ရာဆူနဲ့တွေ့ဆုံဆွေးနွေးဖို့အကြောင်းပြချက်ဘာမှမရှိတော့ဘူးလို့နိုင်ငံသားရေးဝန်ကြီးကဆိုပါလေ။ Reagan နဲ့ North Africa ကြားဆက်ဆံရေးပုံမူအေးဆက်လာတဲ့လက်ရှိကာလမှာ American ဘက်ကအခုလိုမျိုးသဘောထားတင်းမာတဲ့ခြေလှမ်းတစ်ခုစတင်ခဲ့တာပါ။ Washington မှာရှိတဲ့ North Africa တာဝန်ကတော့လက်ရှိအခြေအနေပေါ်ဘာမှချက်မှမပေးပါဘူး။အကြသေးခင်က online ကနေသင်ကြားပို့ထားမှုစီစဉ်တခုမှာ Rasu က ထရန့်နဲ့ပတ်သက်ပြီးဝေဖန်ခဲ့တဲ့နောက်မာကိုရူဘီယိုကအခုလိုပြင်းပြင်းထန်ထန်တုံ့ပြန်လာတာလို့ယုံကြည်ရပါတယ်။ထရန့်ဟာဒူးတဲ့အာနာချုပ်ခံတဲ့မူဝါဒကိုလက်ခံပြုပြီးတခြားသောလုံပိုင်ခွင့်မျှဝေထားတဲ့အရာရှိတွေယာရူလက်ခံရှိသူတွေကိုရန်လိုထိုးနှက်နေကြအောင်ဒီလိုရက်ကိုပြည်တွင်းမှာရောပြည်ပေါ်မှာပါတွန်းနေကြအောင်ရာဆူကပြောခဲ့တာဖြစ်ပါတယ်။သိမ်းကြခင်မှာပဲမကိုရူဘီယိုကရာဆူဟာရေဂန်အတွက်တကယ်ကိုမလိုလားအဲ့တဲ့သူဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ အမေရိကန်မှာထရန့်သမ္မတဖြစ်လာကြတဲ့ကတောင်အာဖရိကနဲ့စစ်ဆင်ရေးဟာပုံမှုအေးဆက်လာပြီးဖေဖော်ဝါရီလထဲမှာထရန့်ကတောင်အာဖရိကအတွက်ပေးပို့နေတဲ့အကူအညီအလုံးရထားဖို့အမေရိကတရက်ကိုလက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။တောင်အာဖရိကကထရန့်နဲ့သဘောထားချင်းပြန်လည်ပြေလည်ဖို့စ조사တဲ့အခြေအနေမှာပဲအခုလိုမျိုးလှုပ်လိုက်တဲ့အတွက်ကြောင့်ပုံမှုရှုံထွေးသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကမ္ဘာပထမဆုံးတိုက်တေနီယံနှလုံးအတုတက်ဆင်ထားတယ်လို့ဇေယုံကအသိပြုလို့ဆိုပါတယ် ရုပ်ပြဆောက်တွေကအရာတခုလို့ထင်ရပေမဲ့ဒီ vivo ကနှလုံးတူဟာတကယ်ကိုစွမ်းဆောင်နိုင်တဲ့ titanium နှလုံးပါဒီတတ်ထုကရိယာကို လူသားတွေလှူတဲ့ကိုင်ကအစိပ်ပိုင်းနေရာမှာစားထုတ်ဖို့ဒီဇိုင်းထုတ်ထားပေမဲ့နှလုံးစားထုတ်ကုသဖို့စောင့်ဆိုင်းနေတဲ့လူနာတွေအတွက်အရာကြီးဖြစ်ရှင်းချက်ဖြစ်မနစ်ကစတင်အသုံးပြုခဲ့ပါတယ်တီထွင်ဖန်တီးသူတွေနဲ့အော်စတြေးလျနိုင်ငံစင်နီမြို့စိန့်ဗင်ဆန်စင်ဟွာတာဝန်ရှိသူတွေကမကြာမီကထူးခြားဆန်းသစ်တဲ့တီထွင်မှုနဲ့ ကြီးမားတဲ့မှတ်တမ်းတစ်ခုစိုက်ထုတ်ခဲ့ပါတယ်လူတယောက်ဟာနှလုံးအစားထိုးစက်နဲ့ရက်ပေါင်းတရာကျော်အသက်ရှင်နေနိုင်ခဲ့ပြီးသူ့ခန္ဓာကိုယ်တွင်မှသွေးတွေဆက်လက်လက်ပက်နေပြီးဆေးရုံကတော့ယာယီဆင်းနိုင်ခဲ့ပါတယ်ဇီဝစေပညာအင်ဂျင်နီယာဒန်နီယန်တင်ကတက်တီတီရဲ့နှလုံးသွေးအခြေခံမှုကို2000ခုနှစ်မှာပုံဖော်စေကူးခဲ့ပါတယ်။ရေပိုက်သမားရဲ့သားတင်ဟာကုံမဆိုင်ကပိုက်နဲ့ဘာကလုတ်တွေကိုသုံးပြီးလူသားတွေရဲ့သွေးလက်ပတ်မှုစနစ်ကိုပုံစံတူလုပ်ကြည့်ပါတယ်။25နှစ်ကြာမှတော့ဘီဗာကာဆိုတဲ့တက်တီတီရဲ့နှလုံးအစားထိုးဆက်ကိုတီထွင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးဒီဇိုင်းမှာတော့ဘာဆိုရှင်အစစ်မှမပါပဲလှုပ်နေတဲ့အစိပ်ပိုင်းတစ်ခုကိုသာအသုံးပြုပါတယ်။တန်လိုက်စွမ်းရင်သုံးဆုံးလေးတစ်ခုကအခန်းတစ်ခုကြားမှာလည်နေပြီးတိုက်တင်းနီယံဘောင်းမထိပါဘူး။ဒါကြောင့်တဖြည်းဖြည်းတန်ကြီးတက်လာတာဒါမှမဟုတ်ခြုံရင်းလာတာလည်းမဖြစ်တော့ပါဘူး။ကိုရီးယားတစ်ခုလုံးက၄ချိန်တက်တက်သမတ်၅ပေါင်အောက်သာရှိပြီး1ဘိုက်မှာတက်ဆင်ထားတဲ့ပြင်မဘက်ထရီအားကိုသုံးပါတယ်။ဒီဆက်ဟာမျိုးသားမျိုးသမီးနဲ့အသက်၁၂နှစ်အောက်ကလေးတွေအတွက်အဝင်ခွင့်ကြဖြစ်အောင်ချစ်လက်တင်နေပါတယ်။ ုတိယတနာအစိုးရဒီနှလုံးတူဟာအရွယ်ရောက်သူတယောက်ပြင်းထန်တဲ့ကိုလက်လုံရှောင်မှုတွေလှုပ်ဆောင်နေတော့မှလည်းသုံးနိုင်တယ်ဆိုပါတယ်။2024မှာတော့ American နဲ့ Australia ကဆရာဝန်တွေဟာလက်သီးဆုပ်အရွယ်နှလုံးတူကိုလူနာ9ဦးမှာအောင်မြင်စွာထည့်သွင်းပေးခဲ့ပြီးသမိုင်းမှတ်တမ်းနေခဲ့ပါတယ်။တယောက်ကတော့နှလုံးရောဂါဆိုးဝါးခံစားနေရတဲ့အသက်40ပြည့်မျိုးသားဖြစ်ပြီးအသက်ရှူမရခင်မှာလမ်းနှင်းခဲ့တာရှောင်းနိုင်ခဲ့ပါလေ။ဒါပေမဲ့6နှစ်ကြာနှလုံးဆက်အစာထိုးခွဲစိမှုလို့ဆောင်ပြီးတင်းပတ်ပေါင်းများစွာအကြံမှာသူဟာ နှလုံးလူရှင်မြအသေးခင်မှာဆင်းဟုကနေဆင်းနဲ့လောက်တဲ့ဒီခွန်အားရှိလာပြီးလှုပ်ရှားမှုတွေပြန်လုပ်နိုင်ခဲ့ပါတယ်တူအမလာဆောင်းပိုင်းကနှလုံးစားထုတ်ခွဲဆင်းမှုလုပ်ခဲ့ပြီးခုကျမရဲ့ချင်းနေကောင်းနေပြီလို့စိတ်ဝင်စင်စေဝရထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အော်ဆီယားမှာနှလုံးရောဂါကြောင့်တစ်နှစ်ကိုလူပေါင်း9,500နီးပါးလောက်အသက်ဆုံးရှုံးပါတယ်။ကျွန်တော်တို့ကဒီလိုခရီးရောက်တည်ထိုင်မှုနှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့ပါတယ်။ အောက်ဆူရမှာဒီလိုလုံးနိုင်တဲ့ပထမဆုံးဖွဲ့ပြုလို့အလုံးကုန်ယူပါတယ်လို့ခွဲစိတ်ပါဝင်ပါဂူကြီးကပြောပါတယ်။ဘိုင်းဘောကန်လုံးတူကိုဝယ်ယူလို့မရရှိနိုင်သေးပေမဲ့2025နှစ်ကုန်ကျရင်အောက်ဆူရမှာနောက်ထပ်ပစ္စည်း၄ခုရရှိနိုင်ပါမယ်။အနာဂတ်မှာတော့ဒီလိုတိုက်တဲ့နေနှလုံးတွေကိုယာယီဖြည့်ရှင်ချက်ဖြစ်တာမကပဲရေရှည်တာမှမဟုတ်သာရအစားလိုနှလုံးအဖြစ်အသုံးပြုကောင်းပြုနိုင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဖြစ်တဲ့နိုင်ငံလက်စတာမြို့မှာရှိတဲ့အရက်ဒေတာတစ်ခုဖြစ်တဲ့ North Avenue မှာ အသက်16နှစ်ထက်နေထိုင်သူ43ရာခိုင်နှုန်းဟာအင်္ဂလိပ်စကားကျွမ်းကျင်နားလည်မှုအရင်နဲ့ပါတယ်လို့ဆိုပါတယ်အင်္ဂလိပ်စကားလုံးဝမပြောနိုင်သူတွေဖြစ်တယ်ဆိုပါတယ်လက်စတာမြို့ရဲ့ဆိုပါနော့အဗနာရက်ဒီတာဟာလမ်းပေါင်းတဒါဇင်ကမှနေထိုင်သူလူပေါင်း1680ခန့်ရှိတဲ့အရက်ပါတောင်အားရှသားအများပြားရှိပြီးလူမျိုးပေါင်းစုံနေထိုင်တဲ့နော့အဗန်ဒန်ဟာလက်စတာမြို့လယ်မှာဘတ်စကားစီးသွားရင်ရောက်တဲ့နေရာမှာရှိပါတယ်နော့အဗန်ဒန်နဲ့အတူလက်စတာမြို့မှာရှိတဲ့တခြားရက်ကွက်တစ်ခုဖြစ်တဲ့ Rose Hay မှာလည်းနေထိုင်သူများတဲ့မှာအများစုကမော့စလင်ဖြစ်ပြီး အဲ့ဒီဒေသမှာရှိတဲ့အိမ်တော်စုတွေထဲမှာဟိန္ဒူစစ်ခရစ်ယာန်ဗုဒ္ဓဘာသာနဲ့ဂျူးဘာသာဝင်တွေလည်းရှိပါတယ်။ Not invaded နဲ့ Rollers ဟေးမှာနေထိုင်သူပေါင်း6125ဦးဟာအင်္ဂလိပ်စကားကိုအဓိကဘာသာစကားဖြစ်ပြောဆိုပြီးတခြားလူပေါင်း3000ကျော်ဟာသူတို့အဓိကပြောတဲ့ဘာသာစကားကတောင်အာရှဘာသာစကားတစ်ခုသာဖြစ်ပါတယ်။တခြားပြောဆိုတဲ့ဘာသာစကားတွေမှာပြင်သစ် Arab, Portuguese, Africa, North Asia နဲ့အရှေ့အာရှကဘာသာစကားတွေဖြစ်ပါတယ်။လူဦးရေ9ပေါင်းတပေါင်းဒီဘက်ကအင်္ဂလိပ်စကားမပြောနိုင်ဘူးလို့ဆိုပါတယ်။ ဒါပြင်အင်္ဂလန်မှာလူတသန်းနီးပါးဟာအင်္ဂလိပ်စကားကောင်းကောင်းမပြောနိုင်ဘူးလို့ဆိုပါတယ်။တန်းနဲ့ချီတဲ့လူအစ်တွေစုပြုံဝင်ရောက်လာမှုကပြည်ထိုင်နေထိုင်မှုဘဝတွေပေါင်းဆက်ခြင်းကိုမဖြစ်နိုင်သလောက်နီးပါးဖြစ်စေပြီးဒီကိန်းကနဲချက်လက်ဟာဒါကိုပြသနေတယ်လို့ပြည်ထိုင်နိုင်ငံရေးပါတီရဲ့ reform ထုတ်ကောင်းဆောင် Richard Dice ကပြောပါတယ်။ဘာသာစကားပြောနိုင်စံကိုပေါင်းစပ်မှုလက္ခဏာတရဖြစ်ပြတိမရှိသူတွေကရှုမြင်ကြအောင် Oxford တက္ကသိုလ်ကတော့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ကဘာကျော်ပကြီးဆရာလီယိုနာໂດဒါဗင်ဂျီပုံချမ်းဆွဲခဲ့တယ်ဆိုတဲ့လောကဥမင်လိုင်ကောင်းကိုမီလန်မြို့ရတဲ့အောက်မှာတွေ့ရှိပါတယ်။လီယိုနာໂດဒါဗင်ဂျီပုံချမ်းရေးဆွဲခဲ့တယ်ဆိုတဲ့လောကဥမင်လိုင်ကောင်းကိုယင်းကိုအီတလီနိုင်ငံမီလန်မြို့မှာတကယ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။မီလန်မြို့ပေါ်လီတက်ကနစ်တက္ကသိုလ်မှာသူတည်တည်တွေဟာရေဒါ၊လေးဆာစကန်နာနဲ့တခြားစိမ့်မီနီပညာတွေပေါင်းစပ်အသုံးပြုပြီးစပေါ်ဆာရတဲ့အောက်ကလီလောကဥမင်လိုင်တွေကိုရှာတွေ့ခဲ့တာပါ။စပေါ်ဆာရတဲ့ဒီဆိုတဲ့လုပ်ငန်းကို1958ကစတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့်ထိခိုက်ပျက်စီးလို့နှစ်တရာအကြာမှသာပြီးတက်နိုင်ခဲ့ပါတယ်။စပေါ်သာရဲတပ်ရဲ့နိုင်ငံတွေမှာနိုင်ငံပကြီးတွေရေးဆွဲပေးဖို့မီလန်မျိုးသားကြီးခေါ်ယူခဲ့တဲ့နုပညာရှင်တွေထဲမှာလီယိုနာໂດဒါဗင်စီလည်းပါပါတယ်။အဲဒီကာလတွင်လီယိုနာໂဒဒါဗင်စီဟာစပေါ်တာရဲ့အောက်မှာလိုဝက်လိုင်ကောင်းကွန်ရက်ပုံကျန်းကိုရေးဆွဲပေးခဲ့တာဖြစ်ပြီးဒီအကြောင်းကိုလည်းဒန်နိုင်တစ်ခုပမာပြောခဲ့ပါဗျ။နှစ်ပေါင်း900ကျော်မှာတော့ရဲတဲ့အောက်မှာလိုဝက်ဥမလှန်ကောင်းကိုသူတိတိတွေကတကယ်ရှာဖွေ တွေ့ရှိခဲ့ပါဗျ။ လောကဦးမဲ့လိုင်ကောင်းထဲမှာခန္ဓာစနစ်ပါထင်သွင်းတိဆောက်ထားပြီးမီလန်မျိုးသားကြီးလူဒိုဘီကိုအနေနဲ့သူ့ဇနီးရုပ်လောင်းမြှုပ်နှံထားရာစန်တာမာရီယာဖလားကျောင်းကိုလှုပ်ဝက်သွားရောက်နိုင်မဲ့ဦးမဲ့လန်လည်းထဲသွင်းတိဆောက်ထားတာတွေ့ရပါတယ်အဲ့ဒီဥမေလိုင်ကောင်မှာလှုပ်ဝက်ချက်ပေါင်းများစွာရှိပြီးနောက်ထပ်စစ်ဆေးမှုတွေလုပ်ရင်လှုပ်ဝက်ချက်တွေထပ်မံပေါ်ထုတ်နိုင်မယ်လို့သုတေသနပညာရှင်ဖွဲ့ကယုံကြည်ထားတာဖြစ်ပါတယ်။တေကြတာတကူကတော့လီယိုနာໂດဒါဗင်စီဟာ ိတ်ကူးရင်ရေးဆွဲတာမဟုတ်ဘဲနဲ့အမှန်တကယ်ရှိခဲ့တဲ့နေရာကိုရေးဆွဲခဲ့တယ်လို့ဆိုကြပါတယ်